င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့စနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ ပွဲစဉ်တော်တော်များများရှိရဲပြီးတော့ဒီ Premier League ဆိုလို့ရှိရင်ဒီနေ့ညမှာစုစုပေါင်း9ပွဲကစားဖို့ရှိရဲပေါ့နော်အဲ့တော့ဒီနေ့ကစားတော့ရှိရဲ Premier League ပွဲစဉ်ဒီထဲကနေပြီးတော့မှ2ပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တည်းပြီးတော့တခြားမောင်းတွေဒါလေးကုန်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရဲပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီပြီးတော့ရဲအောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပေးတာပေါ့နော်ဝင်ပြီးတော့ Join နိုင်နိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည9:00 ရီမှာကစားမဲ့အင်္ဂလိပ်ပရီးမီယာလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့ Manchester United တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်လက်ရှိပေါ့ကြီးကျွန်တော်ပြန်ကြည့် Manchester United ကတည်ချိုင်ပြား20ရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း35ပြရမှာပေါ့အဲ့တော့ဒီရာဒီတော်တန်ဟော့စပါးအသင်းကိုကျွန်တော်ပြန်ကြည့် တို့ကဒီယာတီမှာဆိုလို့ရှိရင်အရင်တော့ဒီယာတီတွေနဲ့စပါမတူတော့ဘောနော်အခုနေ့ဘောလုံးကယာတီမှာ brand food ရဲ့နီးပြားဟောင်းတောင်မန်ဖရန့်ရောက်ရှိလာပြီးရဲ့နောက်ပိုင်းမှာတို့အတင်းရခန်းစစ်ကိုတည်တည်ချာချာလူဘလော့နဲ့ကစားတက်လာတော့တွေ့ရလိမ့်မယ်ဘောနော်ဒါပေမဲ့လို့တို့ရဲ့ကစားရေးအိမ်ဝင်းဘောနော်ဒီယာဒီမှာဆိုလို့ရှိရင်စပါအိမ်ဝင်းတော်တော်ဆိုးတယ်ပေါ့နော်ဒီမနေ့တုန်းကလည်းစပါအိမ်ဝင်းမှာဆိုလို့ရှိရင်တော်တော်လေးရလက်ဆိုးခဲ့တဲ့အသင်းဖြစ်တယ်လက်ရှိအခုနှစ်ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်း ဒါအိမ်ဝင်ငါးဝဲကစားပြီးရဲ့အချိန်မှာသူတို့တင်းရဲ့ဒီရလပိုင်းဆိုင်ရာရာဆိုလို့ရှိရင်ရှုံးဝဲအနေနဲ့သုံးဝဲတိတိရှုံးလာရပေါ့နော်။တဝဲတိကြတယ်သူတို့တင်းရဲ့တဝဲပဲနိုင်ရတယ်ပေါ့နော်။အဲ့တော့ပြောမှဆိုလို့ရှိရင်စပါးကဒီရာဒီပရီးမီးယားလိမှာဆိုလို့ရှိရင်အိမ်ဝင်မှာနိုင်ဝဲတဝဲပဲရခဲ့တယ်။ပြီးအိမ်နိုင်ရတဲ့ပွဲတင်ရလည်းသူတို့တင်းရဲ့ clean sheet နဲ့နိုင်ရတာဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီတစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်ပြောချင်ဒီရာဒီအဝေးကွင်းမှာမန်ချက်စတာယူနိုက်တက်ကနိုင်ပွဲအနေနဲ့ဆိုလို့ရှိရင်လမဘူးနဲ့တပွဲပဲရခဲ့တယ်။ဂျန်နယ်ပွဲစဉ်တွေမှာဆိုလို့ရှိရင် နှစ်ပွဲတည်ကြတယ်နှစ်ပွဲရှုံးတယ်ပေါ့နော်ပြီးတော့ဒီစပါကပြောမှဆိုလို့ရှင်ဒီသူတို့ရဲ့ဒီဟာဒီအိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့အသင်းရဲ့ရလက်ကမကောင်းဘူးဆိုပေမဲ့လို့ဒီပြိုင်ဝဲဆုံးမှာဆိုလို့ရှင်သူတို့အသင်းရဲ့ ဒီအနိုင်ရခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်တို့ရဲ့ခံစည်းက clean sheet နဲ့ပါပူတွဲပြီးတော့တို့ကအနိုင်ရထားခဲ့တာဖြစ်တယ်ပေါ့နော်ဒီပြောမှဆိုလို့ရှိရင်တို့ကဒီအနိုင်ရခဲ့တဲ့ပွဲစဉ်တိုင်းလို့လို့မှာစပါက clean sheet နဲ့နိုင်အောင်ကစားနိုင်ရတာတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီတစ်ပတ်က Manchester United အတင်းရကြတော့ဒီဟာဒီအဝေးဘက်မှာဆိုလို့ရှိရင်တို့ကရလက်လုံးဝမကောင်းဘူးပြီးတော့သူတို့ရဲ့ကစားပုံ3 back season တစ်ခု in back အရာဆိုလို့ရှိရင်ပွဲတိုင်းဒီပါ Manchester United က ဘီအိုတွေခွင့်ပြုပေးထားတာတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီနဲ့တင်းရဲ့ Hadoop River Set ပေါ့နော် Hadoop River Set တွေကိုကျွန်တော်ပြန်ကြည့်စပါးကပြိုင်ဝဲဆုံးမှာဆိုလို့ရှိရင်ဒီ Manchester United တက်တက်ကိုနောက်ဆုံး၄ချိန်လုံး၄ချိန်မှာ၄ချိန်လုံးအနိုင်ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲကစပါးအတွက်ပြောမှုဆိုလို့ရှိရင်နောက်ဆုံး၄ချိန်ဆက်ရနိုင်ခဲ့တဲ့ Manchester United နဲ့တွေ့ရဆိုပေမဲ့လို့ဒီပွဲကသူတို့အတွက်အနိုင်ရဖို့ဆိုတော့အချိန်တွေပေါ့ခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ဒီဒီပွဲကအနည်းဆုံး တဖက်ကအတင်းအားလည်းမရှုံးအောင်ကစားနိုင်မယ်လို့ထင်တယ်။ဘာလက်ရှိမှာဒီ United ကအရင်အထက်ပုံစံပိုကောင်းနေတဲ့အတင်းတင်းဖြစ်လို့ဆိုတော့ဒီဘက်မှာစပါးကိုသူတို့မရှုံးအောင်ကစားနိုင်မယ်လို့ထင်တယ်။ပြီးတော့စပါးကိုတိုင်ရလေသူတို့ရဲ့ခံစည်အခြေလိမ်မှုအရာဆိုလို့ရှိရင်ဒီဘက်မှာ United ကိုပေးကိုတကူထပ်ပို့ပြီးတော့ခွင့်ပြုပေးလိုက်မယ်လို့လည်းမထင်ဘူးနော်သူတို့ခံစည်ကိုဒီချလုံးအကျုံကိုစားမယ်ကလင်းရှိရအောင်သူတို့စူးစမ်းလာတယ်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီဘက်က ဒီဝမ်ဝမ်လောင်းနဲ့ပြီးဆုံးသွားလိမ့်မယ်ပွဲစဉ်တွေပဲလို့ထင်တယ်ပြီးတော့ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံးနှစ်ကြိမ်မှာနှစ်ကြိမ်လုံးကလည်းနှစ်သင်းပေါင်းအတွင်းကိုတုံးကိုအောက်ကိုရောက်ခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတုံးကိုအတွင်း35ပြားရမယ်ဆိုတဲ့ခြေတစ်ခုမှာကျွန်တော်ကတော့ကိုအောက်ကိုပို့တော်ကြရပါတော့စပါးနိုင်ခဲ့လေ21ဒါမှမဟုတ်11အဲ့လောက်ပဲဖြစ်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံးပွဲစဉ်မှာတော့ကိုအောက်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့ အဲ့တော့ဒီနောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အားကျတော့ဒီနေ့ည9:00နာရီခွဲမှာကစားမဲ့ဒီဝက်ဆန်နဲ့ဘန်လီတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ဒီဝက်ဆန်လက်ရှိပေါ့ချေကျွန်တော်ပြန်ကြည့်ရင်ဝက်ဆန်ကတကူးသွင်း95ပြရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကူးသွင်း85ပြရှုံးမယ်ပေါ့နော်အဲ့တော့ပြောမှုဆိုလို့ရှိရင်နှစ်သိန်းလောက်ကလက်ရှိမှာရလက်ဆိုးနေတဲ့အတင်းတွေဖြစ်တယ်ပေါ့နော်ဒီဝက်ဆန်ကိုကျွန်တော်ပြန်ကြည့်ရင်ဒီရာဒီ သူတို့ကစားခဲ့တဲ့ Premier League အဖွင့်ပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်ဒီအဖွင့်ပွဲစဉ်၄ပွဲက၄ပွဲလုံးသူတို့ရှုံးခဲ့တယ်ပေါ့နော်။ဒါနောက်ဆုံးကစားခဲ့တဲ့ Newcastle နဲ့ပွဲမှာဆိုလို့ရှိရင်တော့သူတို့အတင်းက3-1နဲ့ပြန်နိုင်ခဲ့တယ်ပေါ့နော်။တစ်ဖက်က Burnley ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒီလိုပဲသူတို့ရဲ့ကစားခဲ့တဲ့ဒီ RD Premier League အဖွင့်ပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်၄ပွဲလုံးရှုံးတယ်။ဒီနောက်ဆုံးတစ်ပွဲမှာတော့ Uber 3-2နဲ့ပြန်နိုင်တယ်ပေါ့နော်။အဲ့တော့နှစ်သင်းလုံးကဒီ RD အိမ်ဝင်ဝေကွင်းဖောင်တွေကတူညီနေတယ်လို့ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်။ပြီးတော့ဒီလက်ရှိ ဒီရင်တဲ့တင်းရဲ့ hardware website တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးထိတ်တဲ့ပြုဆောင်ခဲ့တဲ့ website ရဲ့ကွင်းမှာကစားခဲ့စဉ်ကဒီနေ့တင်းကတူတူစီတီးကြခဲ့တယ်ပေါ့နော်ပြီးတော့ဒီဒီနေ့တွေ့မဲ့ website ကောဖန်လေးရောပေါ့နော်ဒီနေ့တင်းရဲ့အလုံးရဲ့ထူးခြားချက်တစ်ခုကဒီရာဒီသူတို့ကစားခဲ့တဲ့အိမ်ဝင်ဝေကွင်း Premier League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ဗန်လေးရဲ့ဒီရာဒီ Premier League အဝေးကွင်းပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်တီးကြခဲ့တာတစ်ပွဲမှမရှိဘူးပေါ့နော်ပြီးတော့ website ကစားခဲ့တဲ့ဒီရာဒီ Premier League အိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်လည်း တည်ရရလက်ထွက်ခဲ့တာတဝဲမှမရှိဘူးကွာနိုင်နဲ့ရှုံနဲ့အဲ့လိုပဲထွက်တယ်ကွာနော်ပြီးတော့ဒီနှစ်သိန်းလောက်ရဲ့လက်ရှိအဖောင်ရဆိုလို့ရှိရင်လည်းဘယ်သိန်းရမှအနိုင်ရဖို့အရင်ကြီးလွယ်ကူနေရမှတွေ့ရဘူးဒီတစ်ဖက်ကဘန်လီကိုတိုင်ရလေဒီဘက်မှာဝက်ဆန်ကိုမရှုံကစားနိုင်တယ်ကွာနော်ဝက်ဆန်ကလည်းအိမ်ဝင်းမှာကစားမှာဖြစ်တယ်ဆိုပေမဲ့လို့ဒီဘက်မှာတစ်ဖက်ကဘန်လီကိုသူတို့တို့အနိုင်ယူဖို့ဆိုတာလည်းခက်တယ်ကွာနော်အဲ့တော့ဒီဒီဘက်ကလည်း တည်ရလဲထွက်လိမ့်မယ်ကျွန်တော်ထင်တယ်1122လောက်တော့ဖြစ်နိုင်ကြီးရှိရပါတော့အဲ့တော့တကိုးသွင်း95ပြားရမယ်ဆိုတော့ Western Standard Sign ကျွန်တော်အဝေးကွင်းအသင်းဖြစ်တဲ့ဘန်လီဝဲရွေးချယ်ရွေးချယ်ပြီးခြင်းနေပါတော့ဘန်လီအနည်းဆုံး Western Sign အသေးကြီးတက်မလောက်တော့ယူသွားလိမ့်မယ်လို့ထင်တယ်ပါတော့